ကြမ်းကြမ်းအတူနေတဲ့သူများအတွက်အထူးတည်ထားဖို့ကွန်ဒွန်ပေါက်ပြဲသွားရင်ဘာတွေဖြစ်နိုင်တယ်လဲဘာတွေဆက်လုပ်ရမလဲဘယ်လိုကာကွယ်ရမလဲဆိုတာတင်ဆက်ပေးခြင်းပါတယ်ဒီလိုအဖြစ်ပြက်တွေဟာအများအားဖြစ်နေကြကိစ္စတွေမို့ထူးဆန်းတာတော့မဟုတ်ပါဘူးဒါပေမဲ့လည်းလူဆိုတာကတခုခုထိလန့်စရာပေါ်လာရင်ချိန်မကန်မိလက်မကန်မိဖြစ်တတ်တာတဘာဝဖြစ်ပါတယ်ဒါကြောင့်မော်တော်တဆဆူဒလိုလိမ့်ဆက်ဆံနေလို့အဆုတ်ပြဲသွားခဲ့ရင် ဘာလို့တင်တယ်လဲဆိုတာတင်ဆက်ပေးခြင်းပါလေအရင်ဆုံးအခြေအနေကိုတည်ချာလေ့လာကြည့်ပါကိုလုံးပေါက်ပြက်သွားတာတိတာနဲ့ချက်ချင်းထုတ်ပြီးအသက်တစ်ခုလဲပါအစုကလိန်နာပေါ်မှာမကြံနေပဲမိမကူတွင်းမှာညက်ကြံနေခဲ့ရင်ဂရုစိုက်ပြီးဆွဲထုတ်ပေးပါတော့မလုခင်ပေါက်ပြဲသွားရင်လဲလိုက်ရုံနဲ့အဆင်ပြေပြီပဲ။တုံးလို့ပြီးမှတည်တာဆိုရင်တော့နည်းနည်းကယူဆိုင်ဖို့လိုပါလေ။မိန်ကလေးအနေနဲ့ညံဆုံးလုပ်တဲ့နာကတော့အင်းသာတဲ့ကိုအမြန်ဆုံးဝင်ပြီး ထိုင်ချလိုက်ပါ အထဲမှာရှိနေတဲ့တုပ်ရည်တွေအပြင်းပြန်ထွက်လာအောင်မင်းမကူကျွတ်သားကို ဖြည်းဖြည်းချင်းညှစ်ကြည့်ပါပြီးသွားရင်အိမ်သာထဲမှာထိုင်ရင်းရင်းနဲ့ပဲစီးအမြန်သွားလိုက်ပါအနည်းဆုံးမင်းမကူမှာကတ်ကြံနေတဲ့တုပ်ရည်တွေစီးနဲ့အတူထွက်သွားမှာဖြစ်ပါတယ်ရေအမြန်ချိုးပါရေပန်းနဲ့မင်းမကူအတွင်းတိချလေးစေကျော်ပေးပါရာရနာရီမဖြစ်စေဖို့ရေလေးနဲ့ပဲစေကျော်တင်ပါတယ်လက်နဲ့ထိုးတာ ပစ္စည်းတစ်ခုခုထိုးထည့်ပြီးစေကြောတာမျိုးတွေမလုပ်တင်ပါဘူး။လုံးတင်တာတွေအကုန်လုပ်ပြီးသွားရင်တော့စိတ်ဖူတက်ကြတဲ့အရာနှစ်ခုကကိုယ်ဝင်နဲ့လိမ္မာတဆင့်ကုစိတ်ယောဂါတွေဖြစ်ပါတယ်။အဆွတ်သုံးထားတာမှန်ပြီပဲ။ပေါက်ပြဲသွားတဲ့အခါအထဲမှာတူလောင်ထားတဲ့တုပ်ရည်တွေအပြင်ကိုထွက်လာနိုင်လို့ဖြစ်ပါတယ်။ကိုယ်ကအတွက်ကကိုယ်တိုင်းတားဆီးပုံမှန်တောက်ထားရင်ပြည်တနာမရှိပေမဲ့ဘာတားဆီးမှမတောက်ထားဘူးဆိုရင်တော့အရေးပေါ်တားဆီးတောက်ဖို့လိုအပ်ပါတယ်။ အရေးပေါ်တာဆီးကိုစေးဆိုင်စေးကောင်းတွေမှာအလွယ်တကူဝယ်လို့ရပြီ82နှစ်နာရီအတွင်းတောက်ပေးဖို့လိုပါတယ်24နှစ်နာရီအတွင်းဆိုရင်ကိုယ်တောက်ပေးနိုင်တဲ့အာနိသင်အမြင့်ဆုံးအချိန်မှာရှိပါတယ်ရာသီထိန်သွားရင်တော့စီးစစ်တာနဲ့စစ်ကြည့်လို့ရပါတယ်ဒါလနောက်ပိုင်းမှာစီးရင်တော့အပြေမှန်ထွက်ဖို့ပိုများပါတယ်လိမ္မာတဆင့်ယောဂံကူးဆက်အောင်ကာကွယ်ဖို့ဆိုရင်တော့ထိုးသွင်းခံရတဲ့နေရာတွေမင်းမကူစိုးပစက်စသည်တို့ကို ကြံကြံတန်တန်တန်ရှင်းရောမလုပ်ပါနဲ့။စပြပြင်းစားတွေမတုံးပါနဲ့။အရေးပေါ်အနေနဲ့တောက်လို့ရတဲ့ BBC တွေကိုဈေးရုံမှာဆီအောင်ရဲ့ခွင့်ပြုချက်နဲ့ဝယ်တောက်လို့ရပါလေ။ BBC ကတစ်ချိန်တည်းတောက်ရတာမျိုးမဟုတ်ပဲအ ਨੇ စုံ28ရက်အထိမပြတ်မကွက်တောက်ပေးရတဲ့အရေးပေါ် HIV ကာကွယ်ဆေးဖြစ်ပါလေ။လေးဆက်စာမီ၃ကကြားတဲ့အခါကို့မှာလိမ္မာတဆင့်ယောဂါတွေကူးစက်ခံရခြင်းရှိမရှိသွေးစစ်ကြည့်ရင်အဖြေပေါ်မှာဖြစ်ပါလေ။လေးဆက်စာမီနောက်ပိုင်းမှာ ဓမ္မတာလာရာနောက်ကျနေတာအင်ပြင်ထတာအည်ပြားရရန်တာလေကာကတွေပုံမှန်ဖုတ်တဲ့အည်တွေစိတ်ထွက်လာတာစီးတွားနေစဉ်ပူဆက်ပူလောင်ဖြစ်တာအဖျားတက်တာပါဇက်မှာအနာပေါက်တာစတဲ့လက္ခဏာတွေတွေ့ရင်တော့ဆရာဝန်နဲ့အများဆုံးပြကြည့်တာအကောင်းဆုံးဖြစ်ပါတယ်။နောက်ပိုင်းမှာလိမ့်ဆက်ဆာနေတော့အဆွတ်ပေါက်ပြဲသွားတာမျိုးမဖြစ်စေဖို့ကိုယ့်ပစ္စည်းနဲ့တော်တဲ့အရွယ်စားကိုတေချာရွေးဝယ်တင်ပါတယ်။အရွယ်စားမတော်တဲ့အခါ အလွယ်တကူပေါက်ပြဲတာဆဆနေတွထွက်တာမျိုးဖြစ်တတ်ပါတယ်။ရက်လွန်နေတဲ့အဆုတ်ကိုအသုံးမပြုပါနဲ့။အဆုတ်ကိုဖောက်တဲ့အခါတောင်းနဲ့ကိုက်မဖောက်ပါနဲ့။ကတိဒါအသုံးမပြုပါနဲ့။ချောစီရွေးတဲ့အခါရေကိုအခြေပြုတဲ့ချောစီကိုပဲရွေးပေးပါ။အဆုတ်နဲ့တက်ခါနာမျိုးလည်းမလုပ်ပါနဲ့။အလွယ်တကူပေါက်ပြဲသွားရင်အကာအကွယ်မသုံးမလုပ်တာနဲ့ဘာမှမထူချားပါဘူး။ကြမ်းကြမ်းတန်းတန်းလေးဆဆနဲ့အပြုတ်မှုတွေဆက်လက်ပြီးတော့ ရင်းနှီးဖြင့်ရေချိုးခြင်းဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးတွေကိုလေ့လာကြည့်အောင်လူတိုင်းရေချိုးကြပါလေရေချိုးတာကအနတ်အသက်တွေကြီးညော်တွေဒင်းစင်ဖို့အတွက်ပဲမဟုတ်ပါဘူးဂျမားရေးအတွက်လည်းအကျိုးကျေးဇူးများစွာရှိနေပါလေအဲ့ဒီထဲကမှရေတွင်းနဲ့ရေချိုးခြင်းဖြင့်ရရှိမဲ့အကျိုးကျေးဇူးတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နံပါတ်1အပျော်စင်ခြင်းအရာဝန်ကဏ္ဍမှာရေတွင်းနဲ့ရေချိုးခြင်းဟာခန္ဓာကိုယ်ကကြွတားတွေနဲ့အုံနောက်ကိုဖြေလျော့စေပါတယ် ကျွတ်သားများများများဖြော့လေတင်ကောင်းကောင်းအစ်ပျော်လေဖြစ်ပါလေနံပါတ်၄စိတ်ပြည့်စည်မှုညော်နေစေခြင်းရေနှင်းနဲ့ထိတွေ့လိုက်တဲ့အခါမှာခန္ဓာကိုယ်က future protein ဆိုတဲ့ protein တစ်မျိုးထုတ်လုပ်ပါတယ်အဲဒီ protein ဟာစိတ်ပြည့်စည်မှုဖြစ်တဲ့အချိန်မှာထွက်တဲ့ protein တက်ဖြစ်ပါတယ်ရေနှင်းနဲ့ရေချိုးခြင်းဟာခန္ဓာကိုယ်ကိုစိတ်ပြည့်စည်မှုတောင်ကိုခန္ဓာအောင်လေ့ကျင့်ပေးတဲ့လိုမျိုးဖြစ်စေပြီးကိုယ်ခံစွမ်းအားကိုလည်းတက်စေပါတယ်နံပါတ်၃မာချင်မှုကိုတက်တာစေခြင်း လေ့ကျင့်ခန်းတွေလုပ်ပြီးလို့ကြက်သားတွေကိုက်ခဲနေတာပဲဖြစ်ဖြစ်ခေါင်းနဲ့နဲ့ကိုက်နေတာပဲဖြစ်ဖြစ်အဲ့လိုအချင်းဆိုရင်အကိုက်ခဲပျောက်ဆေးကိုအရင်မတောက်လိုက်ပါနဲ့ရေနှွေးနှွေးလေးနဲ့ရေချိုးကြည့်ပါရေနှွေးဟာနာကျင်မှုကိုတက်ပါစေတဲ့အစွမ်းရှိပါတယ်အမျိုးသမီးအများစုခံစားရလိမ့်ရှိတဲ့ရာသီလဆင်းကိုက်ခဲတာကိုလည်းရေနှွေးနဲ့ရေချိုးခြင်းဖြင့်ကုတားနိုင်ပါတယ်နံပါတ်၄ပင်ပန်းနွမ်းနယ်မှုကိုတက်ပါစေခြင်းအလုပ်ပင်ပန်းလိုပဲဖြစ်ဖြစ်စိတ်ပူစရာတွေကြောင့် စိတ်ပင်ပန်းနေပဲဖြစ်ဖြစ်ရေနွေးလေးနဲ့ရေချိုးပေးခြင်းဟာတင့်ကိုလမ်းစားတက်ကြွစေမှာဖြစ်ပါတယ်။နံပါတ်၅အစိတ်အတော့များကိုဖယ်ရှားပေးနိုင်ခြင်း။အခုခေတ်မှာတော့လူအများဟာခြေထုတ်ခန်းတွေမှာငွေကုန်ကြေးကြခံပြီးခြေထုတ်ကြပါတယ်။ခြေထွက်ခြင်းဟာခန္ဓာကိုယ်ကအနည်းအကျေးတွေကိုဖယ်ရှားပေးနိုင်လို့ပဲဖြစ်ပါတယ်။ရေနွေးနွေးလေးနဲ့နေတိုင်းရေချိုးခြင်းဟာခန္ဓာကိုယ်ကအစိတ်အတော့တွေကိုဖယ်ရှားပေးနိုင်တဲ့အတွက်ခြေထုတ်ခန်းသွားဖို့မလိုဘူး။တင်းရဲ့ဇီဝရုပ်ဖြစ်ပျက်မှုကိုလည်း ပြင်ပြစေတဲ့အတွက်ဝိရှော့ဖို့ကိုလည်းအထောက်အကူပြုပါတယ်။အရမတိုင်ခင်အိုမေးရင့်ရော်ခြင်းကိုလည်းကာဝယ်ပေးပြီးအရွက်တင်ထူပြုစေပါတယ်။နံပါတ်6စပင်ချမ်းပါခြင်းတချို့လူတွေကရင်ရင်းနဲ့ရေချိုးခြင်းဟာစပင်6တိတ်စီတယ်လို့ပြောတတ်ကြပါတယ်။အဲ့ဒါဟာမှန်တယ်လို့မဆိုနိုင်ပါဘူး။ရင်ရင်းလေးနဲ့ရေချိုးခြင်းဖြင့်ဥယျာဉ်ပြပေါ်မှာရှိတဲ့နက်တောတွေကိုလှုပ်ဆော်ပေးနိုင်တဲ့အတွက်တင့်စပင်တွေဟာတောက်ပြောင်ပြီးချမ်းပါလာစေမှာဖြစ်ပါတယ်။နံပါတ်9အသားရေအတွက်ကောင်းခြင်း ကျမ်းမာတဲ့အသားရည်ဆိုတာတန်ရှင်းတဲ့အသားရည်ဖြစ်ပါလေ။ရည်နှင်းတဲ့ရည်ချိုးခြင်းဟာချွေးပေါက်တွေကိုပွင့်စေပြီးမျက်နှာပေါ်ကညစ်တေးတွေကိုတန့်စင်ပေးပါလေ။ဝက်ချံဖြစ်စေတဲ့ဘက်တီးရီးယားပိုးမွှားတွေကိုတန့်စင်ပြီးသားလည်းဖြစ်စေတာကြောင့်ဝက်ချံကူးတာရမှာအထောက်အကူပြုပါလေ။နံပါတ်၈သွေးလည်ပတ်မှုကောင်းစေခြင်းရည်နှင်းတဲ့ရည်ချိုးတာဟာသွေးလည်ပတ်မှုကိုကောင်းစေပါလေ။သွေးလည်ပတ်မှုမကောင်းတဲ့အခါသွေးတူလေဖြတ်တာဆတဲ့ရောဂါတွေဝင်လာတတ်ပါလေ။သွေးလည်ပတ်မှုကောင်းခြင်းအပြင် ခေါင်းတချမ်းကယောဂါကိုလည်းတက်သားစေပါတယ်။နံပါတ်5အေးမီနှာစီယောဂါများကိုပျောက်စေခြင်း။ရင်းနှွေးမွေးဟာအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါများကိုတက်သားစေပါတယ်။နှာခေါင်းပိတ်ခြင်းကိုတက်သားစေနိုင်သလိုဘက်တီးရီးယားပိုးမွှားတွေကိုလည်းတည်စေနိုင်ပါတယ်။နံပါတ်10အောက်စီတိုဆင်လေဗယ်ကိုတက်စေခြင်း။အောက်စတိုဆင်ဟာအချစ်ဟော်မုန်းလို့လူသိများကြပါတယ်။စိတ်ပီစီးမှုတွေ၊စိတ်လုံရှားမှုတွေအတွက်အောက်စတိုဆင်လိုအပ်ပါတယ်။ရင်းနှီးတဲ့ရေချိုးခြင်းဟာ အော့စတိုဆင်လေဗယ်ကိုမြင့်တက်စေပါလို့နေရထိုင်ရတာပိုကောင်းစေပါတယ်။ဒီအချက်တွေဟာရေသွေးနဲ့ရေချိုးခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ကဲတင်ပေါ့။ဘယ်ရင်နဲ့ရေချိုးလို့ရှိတယ်လဲ။ရေနွေးနဲ့လား၊ရေနဲ့လား။ဒီတဲ့အချိန်တွေမှာအချမ်းသက်သာအောင်ရေနွေးနဲ့ရေချိုးရင်ကျန်းမာလှပခြင်းဆိုတဲ့အပူနဲ့ဆောင်လေးတွေကိုရယူကြရအောင်။